ချစ်များလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမောင်ညိုပြရဲ့စည်ရေးကြီးတံပေါဆိုတဲ့ဝတ္ထုတို့ကို နားဆင်ရမှာဖြစ်ပါတယ် တခါတုန်းကကျွန်တော်ဘဝသည်အလွန်အဆင်မပြေဖြစ်ခဲ့လေသည်ကျွန်တော်ရုံးရောက်လျင်တကားတယောက်ယောက်ကားများလက်ဖက်ရည်တိုက်လေမလားမောဟင်းကကြွေးလေမလားဟု၍မျှော်လင့်တတ်သည်မှလည်းနေ့တိုင်းပင်ဘသူတယောက်မှ ကျွန်တော်အားကြွေးမွေးရန်စမ်းနာမရှိတော့ပြီဆိုလျင် သို့မဟုတ်မတိုက်ဆိုင်တော့ပြီဆိုလျင် ကျွန်တော်သည်ပန်လာသောထမင်းညိုင်ထဲမှထမင်းညော်တစ်ဝက်ကို စားပြစ်လိုက်ရသည်ကြံတစ်ဝက်ကိုမူကျွန်တော်သည်နောက်တစ်ကြိမ်စားလောင်ခြင်းကထိုးစစ်ဆင်လာသောအခါ၌ စားရန်ချမ်းသာရလေသည် ကျွန်တော်ထမင်းကျော်မှာနနှင်းပြေဝါထိန်နေပြီးပဲပြုတ်ကြက်သွုံဥနီမိကာမတ်တပ်ပါယုံဖြင့်ကြော်ထားခြင်းဖြစ်လေသည်တခြားဘာဟင်းမှလည်းပါမလာနိုင်ရင်းကိုစည်ရေးကြီးတံပေါဟုရုံသူရုံသားများကနမဲပေးထားကြလေသည်တနေ့ကျွန်တော်ဇနီးသည်သည်ကျွန်တော်ထမင်းဘူးအတွက်ထမင်းကျော်နေသည်ညကထမင်းငါးမူဘိုးဝယ်ထားသည်ဆိုသည်ကလည်းပြောလျင်ယုံမည်မဟုတ်ကြုံဘူးမှတည်မည် ထမင်းငါမှုဘို့သည်စံနှလုံးချက်တတ်ပိုသေးသည်တအိမ်လုံးစားနိုင်သည်သို့သောဝယ်ခြင်းတိုင်းအချိန်မြွေရသည်တော့မဟုတ်ညဆယ်နာရီမှဝယ်၍ရသည်ကျွန်တော်မိမကကြော်လော်ပြီးပေးလိုက်သောစီရေးကြီးဒံပေါက်ကလေးကိုတရွတ်တရပင်ပိုက်ထွေးပြီးရုံးတက်ခဲ့သည် မနက်ဆယ်နာရီတွင် ကျွန်တော်စားလာသည်သို့သောစားရန်မဖြစ်နိုင်သည်အလုတ်ကများနေသည် ကျွန်တော်ဆရာက ကျွန်တော်ကို အလုပ်ပူတစ်ခုခိုင်းနာသည်၁၂နာရီခွဲလောက်မှပြီးတော့သည် ကျွန်တော်စာလိုက်သည့်အဖြစ်ရိန်ထိုးနေသည်ခေါင်းမှလည်းမူးနောက်လာသည်အင်းအားဆုပ်ယုပ်သူလူမမာတယောက်နဲ့ခံစားနေရသည်ရင်းချိန်ကထမင်းဘူးကလွဲရည်ဘာဆိုပါမှကျွန်တော်စိတ်မဝင်စားနိုင်ထမင်းဘူးကိုဖွင့်လိုက်သည်စည်ရဲ့ကြီးတံပေါက်သည်ဝါထိန်ပြီးငုပွင့်ရောင်တောက်နေသည်နနွေးရောင်ကလှပစေဂုံတက်သည့်ပြစေသို့တော်ထမင်းကြောကရက်ရက်ဆက်ဆက်တိုးနေပြီး ရှင်အံ့အံ့အနံ့များကတွေ့တန်းဝိဝိုက်တက်လာကြသည်ကျွန်တော်တလုတ်စားကြည့်ဤဖွဲ့တဲတဲဘာရသာမှမရှိတော့စူးနေသောအချိုမုံဤရသာသည်ပင်ကွဲပြောင်းနေကြပြီကျွန်တော်ဆရာကျွန်တော်နောက်မှရက်နေသည်ကိုကျွန်တော်မသိဆရာကကျွန်တော်ကိုစာနာစွာမေးလာသည်ဘာလဲတိုးနေပြီလားကျွန်တော်ခေါင်းညိတ်လိုက်သည်မနေ့ကမှကြော်တာမဟုတ်လားဒုတိယကြိမ်ခေါင်းညိတ်လိုက်ရသည် ညကချက်တဲ့ထမင်းမဟုတ်လားမဟုတ်ဘူးဆရာဒါဖြင့်ထမင်းဆိုင်ကဝဲတာပေါ့ဝဲလာတာတော့ဟုတ်တယ်ဒါပေမဲ့ထမင်းဆိုင်ကတော့မဟုတ်ဘူးအဆောင်တွေမှာចောင်းသားတွေစားမကုန်တဲ့ထမင်းတွေကိုအဲ့ဒီအဆောင်ကလူသမားတွေကယူယူလာတယ်လေအဲ့ဒီထမင်းတွေကိုကျွန်တော်မိမကဈေးပေါ်ပေါ်နဲ့ရတာနဲ့သွားစားအောင်ပြီးဝဲတယ်လေငါမှုဖို့ဆိုနှုတ်စီဘူးနှလုံးချက်လောက်တောင်ရတာဆရာရဲ့ညဘက်စားရင်တော့မဆိုးဘူး အခုလိုမနက်ပိုင်းဆိုရင်တော့မကောင်းတာများတယ်တခါတလေတော့လဲကောင်းနေဆရာဒီကျွန်တော်အတွက်အလွန်မင်းစိတ်မကောင်းဖြစ်သွားသည်ကိုကျွန်တော်တွေ့လိုက်ရသည်ဆရာမှလည်းထမင်းညိုက်ပါမလားကျွန်တော်ဒီရုံးအောက်သို့လေးကန်စွာဆင်းလာခဲ့သည်ကိုင်ရတရားဝယ်စားသည်ကိုင်ရသည် ကျွန်တော်ဤစာလောင်ခြင်းပေါ်မြည်ခဲ့သူအနိုင်ယူစိန်ခေါ်နိုင်မှမည်နီကျွန်တော်ရုံးပေါ်သို့ပြန်တက်လာသောအခါဆရာက ပြောလေသည် မင်းစောစောပြန်ပေါ်ဟုတ်လား ကျွန်တော်ဒီအိမ်သို့ပြန်ရောက်သောအခါကျွန်တော်သားသမီးများမှ တင်းဖောင်းနေသောကျွန်တော်လွယ်အိတ်ထဲတွင် စားတောက်ဆရာတစ်စုံတစ်ခု ပါလီမလားဟု လွယ်အိတ်ကို ဝိုင်းထားတတ်ကြသည်မျက်လုံးရွယ်ကြီးများဖြင့်စိုက်ကြည့်နေတတ်ကြသည်ကျွန်တော်သားသမီးများအဖို့ရာမှာကျွန်တော်ဒီသူတို့ဤမျောလင့်အားထားရာမှန်တိုင်းကျွန်တော်လွယ်အိတ်သည်သူတို့အတွက်ဖွင့်မဲ့ပေါက်ကောင်းအခုကျွန်တော်လွယ်အိတ်ကိုဘုတ်ခနဲချလိုက်သောအခါ သူတို့အတွက်စားစရာတောက်စရာမာလကာဒီဘစ်ကွတ်မုံဇီတော်ဖီစသည်များတဲ့မှာတစုံတရာပါလီမီလာဟူသောအိမ်မက်လေးကိုစီဖြင့်မျက်လုံးများတောက်ရှုံးနေကြတော့လေကျွန်တော်ကလွယ်အိတ်ထဲမှာပလတ်စတစ်အဟောင်းစာများကိုတစ်ခုပြီးတစ်ခုဆွဲထုတ်လိုက်သောအခါသူတို့ကလေးတွေဤမျက်နာကလေးများမှာမှိန်၍မှိန်၍တွားကြလေတော့သည်ကလေးများဤတဘာဝဆိုသည်မှလည်းအခက်သာ စားစရာနှင့်ကစားစရာနှစ်ခုပေါ်တွင် အလေးထားလွန်းကြသည် ချစ်ချင်းမြတ်တာကိုပင်ထိုဟာနှစ်ခုမှတဆင့်သာသူတို့နားလေလွယ်တတ်ကြသည် ကျွန်တော်ကလေးများမှာတရေသာကိုအချိန်နှင့်ခွဲခြားစားတော့ကြရသည်မဟုတ်ကြပေါ်တာဈေးချိုရာကို စားကြတော့ကြရသည်နနက်စောစောစီးစီးဆိုပေမဲ့ကြံပေါ်လျင်ကြံဆုပ်ကြသည်စောင်းတွင်ဆိုပေမဲ့တိုက်ဆန်၍အရချောင်းလျင် ရေခဲပေါက်စီတော်လဲစားသုံးရတတ်သည်ကျွန်တော်သမီးအကြီးမှသည် အသက်6နှစ်ရှိလေပြီ။ သူဒီကျွန်တော်ပေါင်ပေါ်တွင်ကြောင်တကောင်ပမာပုတိပုတ်သက်ပြူရင်ကျွန်တော်တို့အတွက်ဝဲမလာနိုင်သည်ကိုခွင့်လွတ်မေ့ပြောက်ပြစ်လျက်ကျွန်တော်မျက်နှာကိုစိုက်ကြည့်နေသည်သူ့မျက်လုံးများကို တာရှည်မခံနိုင်တော့သည်လားကျွန်တော်ကလက်ချောင်းလေးတွင်နှင့်ပိတ်ပြီးအိတ်ခိုင်းလိုက်သည်သို့တော်သူကားမအိမ်တမိလွတ်လပ်ရေးပွဲမှာဝင်ပြေးသေးလားပြေးတာပေါ့ဖေဖေဘိတ်ချီးပဲမဟုတ်လားပလွေမှောက်တာနဲ့တမိပြေးတာပဲ ါပေမဲ့ခွေးတကောင်ကသမီးရှိကဖျက်ပြေးတာနဲ့ဘာမှမရလိုက်ဘူးပလွေမှုတ်တာမဟုတ်ဘူးခရာမှုတ်တာမဟုတ်လားသမီးရဲ့ကျွန်တော်သမီးဒီသူ့မှတ်ဉဏ်ဗန်တိုက်တို့တိုးဝင်လာတော့ဝေါ်ဟာရအစ်စ်ကိုမှတ်ပြီးတောင်တောင်အီအီစဉ်းစားရင်းအိပ်ပျော်သွားရှာတော့သည် ကျွန်တော်အိယာမထားတော့ခါကျွန်တော်မိမသည်စင်အိုးနှလုံးပြေရေခတ်ထည့်ပြီးနှင့်နေပြီကျွန်တော်နဲ့ကျွန်တော်သမီးနှစ်ယောက်အတွက်ပါ ထမင်းညော်ပကံသုံးပကံခူးထားသည်ကို တွေ့ရလေသည်။စည်ရည်ကြီးဒံပေါက်သည်တစ္ဆာဖောက်ပြီးအခုခါပဲပြုတ်ပင်မပါတော့သည်ကို မေးကြည့်မိ၏။ပဲပြုတ်ဝယ်ဖို့တောင်ပတ်စံမရှိဘူးအကိုရဲ့။ဩဩဩဒါပဲကျွန်တော်ပြောနိုင်သည်။ကျွန်တော်ထမင်းညော်စားရင်မရေရာမသေးကြသည့်ပုပ်စာတစ်ပုဒ်ကိုမေးမိပြန်၏။ဒါဟာမနှက်စာအပြီးပဲလာရင်မိမကခေါင်းညိတ်ပြသည်။ မင်းကျော်ကိုစားရင်ကျွန်တော်နှမျောလာသည်ကျွန်တော်မိမကဟင်းချက်ထမင်းချက်ကောင်းပြည့်ပြည့်စုံစုံသားဆိုပါကသူလက်စွမ်းပြလိုက်မိအဖြစ်တခါတခါတော့ကလာဟင်းကောင်းကောင်းတစ်ခွက်လောက်စားခြင်းနဲ့အကူပတ်စံပေးလေညီမကောင်းကောင်းချက်ကျွေးမှာပေါ့အော်ဒါနဲ့ညီမကြီးကိုဒီနေ့မြောက်ကလာပကိုသွားမယ်အလုတ်ကိစ္စတစ်ခုအတွက်ပါပဲအချိန်ပိုင်းအလုတ်အတွက်ပါပဲအဲ့ဒါ ကျွန်တော်ဒီဘာဆိုလိုဒီကို သူမအနေနဲ့ကောင်းကောင်းကြီးတည်ပြီးလေးလေးနက်နက်ပင်လက်ခါပြလေသည်မြို့ထဲသွားရန်လမ်းစရိတ်ပင်မရှိပါကလားပလင်းဟောင်းတွေဝဲတဲ့ဂုံနီရဲ့ဟောင်းတွေဝဲတဲ့တရင်သာဟောင်းတွေဝဲတဲ့ဗလာစာအိုဟောင်းတွေဝဲတဲ့ကလားလေးကသူဤဝယ်စည်င်းကိုကျင်ညာပြီးတဲ့အချိန်ပလတ်စတစ်အမီပါမလာသောကြောင့်ကျွန်တော်စိတ်ပြတ်သွား၏ဟေးပလတ်စတစ်ခွန်နေမွဲဘူးလားကွာ ဝဲတယ်လေကျွန်တော်ပလတ်စတစ်များကို ရောင်းပြီးမြို့ရဲသို့ထွက်လာခဲ့သည် ကျွန်တော်အကြံစီမှာတငယ်ချင်းတယောက်စီသွားပြီးအလုပ်ကိစ္စဆွေးနွေးရန်ဖြစ်၏အမှတ်နှစ်ကိုစီးပြီးဗိုလ်ချုပ်ဆေးမှတ်တိုင်မှာဆင်းလိုက်သည် အခြားကားတစ်စီးကို ပြောင်းစီးရန်ဖြစ်သည်ရန်ကုန်မြို့ဤဆက်ဖြဲပြဲမျက်နှာကိုကျွန်တော်ယွံမုံမုံနှင့်ဖျက်ရှောင်နေရသည်အတန်သွင်းလုပ်ငန်းကလေးများမှတိတ်ကြိုးတွင်းထားသော အပေါ်စားရီမောတံများသည် ရောင်နှန်းဆန်ဆန်မင်းနာကလောခြင်းစရာကောင်းနေ၏ရည်စရာများခန်းချောင်နေသည့်ကိုဘဝကိုလှောင်နေသလိုလဲခံစားရ၏တကူကောင်းဆန်ဆန်ရည်နေသလိုလဲထင်မြင်လာသည်သို့မဟုတ်ကျွန်တော်စိတ်ထဲကမနာလိုဝင်တူပြီးစိတ်မကောင်းမရှိခြင်းလဲဖြစ်နိုင်သည်ဟေးကိုကျော်ဆင်ဘယ်လဲဗျနှုတ်ဆက်တန်းကြား၍ကျွန်တော်လှမ်းကြည့်လိုက်သည်ကျွန်တော်တငယ်ချင်းကိုအောင်တင့်ဖြစ်သည်အခုခမည်းနဲ့တွေ့တာအတော်ပဲ ခမရမပင်မပန်းမယ်ပတ်စံအစိတ်ရမယ်လုတ်တခုလုတ်မလားတရားသဖြင့်ဆိုရင် လုတ်ချင်တယ်ပြောဘာလို့ရမလဲခမရမေသေးချင်းအောင် ဆောင်ရမယ်ဗျာဗျာဒီလိုဗျာကျွန်တော်ညကငွေ2000ဖဲရှုံးသွားတယ်အဲ့ဒါဒီနေ့ပြန်ရအောင်လုတ်ရမယ်ဖဲဝိုင်းကိုပြန်သွားရမယ်အဲ့ဒါကျွန်တော်တငယ်ချင်းအရာရှိတယောက်အိမ်မှာငွေသွားဆွဲမလို့ကျွန်တော်ကြီးသွားဆွဲရင်သူတို့တန်ရဖြစ်မယ်ကျွန်တော်ချောင်းလေတယ်ဆိုတာလည်းသူတို့သိတယ် ကျွန်တော်အရာရှိတယောက်ဖြစ်တယ်ဆိုတာလည်းသူတို့သိတယ်ဒီတော့ကို့အနေနဲ့ကို့ကိစ္စအတွက်ပြောလို့မကောင်းဘူးမောင်ရင်မေးဆုံးလို့လို့ပြောမယ်မောင်ရင်ကကို့တပည့်ပေါ့ကွာကို့ကိုအပူလာကတ်တယ်ပေါ့ကို့အနေနဲ့ကလည်းဒီနေ့ဗန်ပိတ်လို့ဘလို့မှမတက်နိုင်လို့ခဏလှဲ့ပါလို့ပြောရမယ်သဘောနားလေလားဟုတ်ကဲ့နားလေပါတယ်ဒါပေမဲ့အမေတော့မလုပ်ပါနဲ့ဗျာကျွန်တော်အမေရေနေမကောင်းဘူးဗျာဦးလေးဖြစ်ဖြစ်လုပ်ပါဗျာဦးလေးမလုပ်နဲ့ဦးလေးဆိုဇက်နာမှာမဟုတ်ဘူး ခမ ्या ဖေလှုပ်ချင်လို့ခမ ्या ဖေတည်သွားခဲ့ပြီမဟုတ်လားကဲသွားမယ်ဒီစကားကကျွန်တော်သဘောတူလိုက်ပြီဆိုဒီကို သူနားလည်လိုက်သည်တုံးတက်တိုက်တတိုက်သူတက်သည်အခန်းတခန်းဤလျက်စစ်ခေါင်းလောင်းငယ်ကိုနှိပ်သည် လူရည်တန့်တန့်လူကြီးလူကောင်းတယောက်တကားလာဖွင့်ပေးသည် သူနှစ်တက်တူရွယ်တူမိန်းကလေးတယောက်ကသူ့လက်မောင်းအိုးကိုကင်ဆွဲလျက်ကပ်ပါလာသည်ကိုအောင်တင့်ကိုတွေ့သည်နှင့်သူတို့နှစ်ယောက်လုံးပြုံးယောင်ယောင်ဖြစ်လာကြသည်သူတို့စကားကို ထောက်ချင်ပြီး နေ့တနေ့ကပင်တွေ့ခဲ့ကြပုံလဲရသည်ခမည်းဒန်နီယယ်တို့အလှူကိုမတော်ဘူးလားဒါရေးတဲ့နာရေးခတ်ဆိုသလိုပဲဗျာဟောဒီမှာကျွန်တော်တပည့်လေးမောင်ကျော်ဆင့်ရဲ့သူ့အဖေဆုံးလို့ဗျာကျွန်တော်စီငွေလာချီးတယ်အဲ့ဒါဒီနေ့ဘန်ကလည်းပိတ်တော့ဘယ်နဲ့လောက်ရမှန်းမသိဘူးလေကျွန်တော်အနေနဲ့မကူညီလို့ကလည်းမကောင်းဘူးအဲ့ဒီဥစ္စာငွေတထောင်လောက်တည့်ရလဲထားစီခြင်းတယ်မနေ့ကြတော့မှဘန်ကကျွန်တော်ပြန်ထုတ်ပေးမယ် ။တစ်ဖက်မှဘာသန်းမှပြန်မလာ။မျက်နာတွေကတော့ရှုပ်ထွေးသွားသည်၊မှုံသွားသည်။အပြုံးရောင်များတန်းနေရမှငုံရှိုးသွားကြသည်။အဖြေပြောင်းနေသလိုမျက်လုံးများကတွေးဝေနေကြသည်။ဒီပြဿနာမျိုးသူတို့ဖို့လုံးဝကြိုလင့်ထားပုံမရ။အေကန်းတို့ဘာမှမပြောဘဲသူတို့နှစ်ယောက်လျှောက်သွားကြသောကြောင့်ကျွန်တော်တို့နှစ်ယောက်ကနောက်ကလိုက်သွားသည် ထိုင်ပြဟုကိုအောင်တင့်ကိုပြောသည်ကျွန်တော်ကိုမူထိုင်ဟု တလုံးနဲ့ပြောသည် ကျွန်တော်ယင်သည်ခုံလာသည်သူတို့အားလုံးကကျွန်တော်ကိုအကဲခတ်နေကြသည် ကျွန်တော်ကအတတ်နိုင်ဆုံးခြေကွဲခတ်ခဲနေသည့်ယုံမျိုးမျက်လုံးမျက်ခုံးမျိုးဖန်တီးသွတ်သွင်းရသည်ညင်းတိုးတိုးရှည်တွဲတွဲကျွန်တော်သပင် ပူဆွေးသောဓာတ်ခံအစဉ်ရှိသည့်ကျွန်တော်ယင်နှင့်အကြည်တန်ပြီးအရေးကြောင်းများပြားသောကျွန်တော်မျက်နှာကိုသူတို့တန်တရာကင်းသွားပုံ ရှိပြီလားဟုသူတို့မျက်လုံးတွေထဲမှာကျွန်တော်စူးစမ်းပြီးအပြေရှားကြည့်နေမိပါသည် ျွန်တော်တငယ်ချင်းကကျွန်တော်ဤကြက်တရေရှိသောမျက်နှာအိုက်တင်ကိုကြည့်ပြီးကျွန်တော်ကိုချီးကျူးနေပုံရသည်ဒီကဲ့သို့ဘဝလွမ်းမျိုးဘူအဘယ်ရုပ်ရှင်မင်းသားကကျွန်တော်တို့ကိုမှီအောင်တရုပ်ဆောင်နိုင်ပါမည်နီခမားဖေဘာယောဂာနဲ့ဆုံးတာလဲရုပ်တရက်အမေးခံလိုက်ရ၍ကျွန်တော်ဘာပြောရမှန်းမသိထိုဟာမျိုးမေးလိမ်မည်ဟု၍လဲမထင်မိခဲ့ယူအမှန်ကျွန်တော်ကကြာနေသောအခါကျွန်တော်တငယ်ချင်းမျက်နာက တင်းမာလာသည် တီဗီယောဂာနဲ့ဆုံးတာပါပဲဗျာကျွန်တော်စိတ်แทပေါ်ရာ ပြောချလိုက်သည်ရက်ွက်ကလှငွေမထည့်ဘူးလားသူတို့လည်းကောက်တုံးပါပဲလောလောဆယ်ငွေလိုနေလို့စကားဝိုင်းသည်တိတ်ဆိတ်သွားပြန်သည် သူ့မိမမျက်နှာကို သူ့လှမ်းကြည့်လိုက်သည် သူ့မိမကပန်းနဲ့စွာပင်ညင်းပယ်နေသည်ပညာသောပါသောအမှုရာဖြင့်ညင်းပယ်ပုံမျိုးဖြစ်သည် ရှုပ်ရံသောဟူသောအမှုရာမျိုး ငွေရေးကြေးရေးနှင့်ပတ်သက်၍အခြေငါမလုတ်ချင်းဟူသောမျက်နှာပေါက်မျိုးသူမိမ့်မာဤနှာခေါင်းသည်တွန့်ရှုံနေသည်တေးသာတေးလိုက်ချင်တော့ရဲဟူသောသဘောမျိုးဖြင့်ခေါင်းကိုအเจ้าမဲ့ကုတ်ဖွားနေသည်မှလည်းမကြခနာစောစောကသူ့ယောက်ျားလက်ဖြံကို ဖြစ်ထားရာ လူလစ်ပြီးဆိုလျင် ပို၍တင်းကျပ်စွာဖြစ်ထားလိုက်ပြီးတခါတရံတွင် လက်ချောင်းထိတ်ရှိလက်သေးကလေးများဖြင့်မတိမသားကုတ်ချစ်နေသည် သူ့ယောက်ျားသည် ပိုင်ပိုင်နိုင်နိုင်ကြီးဆုံးဖြတ်နိုင်သွားပုံရသည်ညင်းပယ်တော်မီမျက်နာဟန်ပန်ကအရင်လာသည်နှကန်းစူလာပြီးစောင်းဆောင်အောင်အောင်စိတ်ကောင်းနေသောအရေးရောင်များပေါ်လာပြီးတကယ်လို့သူကကျွန်တော်တို့စီမားငွေတပြားမှမရှိဟု၍ပြန်ပြင်၍မကောင်းနိုင်တော့သောစကားမျိုးကို ပြောမိလိုက်လျင်တော့အခမ်းဒီလိုပြောပြီးလျင်ဒီမူကိုအသေးစုပ်ကင်ထားရတော်မီသူတို့အနေနဲ့ဘလို့မှငွေသွားယူလာ၍ကောင်းတော်မီမဟုတ် ို့တော်လဲရင်းအတိုင်းပင်ဟိုလူကပြောရင်သိကြနေပြီစပြောပြီကျွန်တော်တို့စီမှာဒီအချိန်မှာကျွန်တော်တငယ်ချင်းဝင်ပြောလိုက်သောစကားမှာ အချိန်တိကျအန်ကိုက်လာသည် သူကိစ္စဆိုပေမဲ့ကျွန်တော်လာပြောတော့ကျွန်တော်ကိစ္စပေါ့ကျွန်တော်ကိုယုံရင်ပေါ့လေဒီတခါတော့ကျွန်တော်တငယ်ချင်းတန်သည်အနှဲငယ်မာလာသည် အမှန်ပြောရလျင် ကျွန်တော်တငယ်ချင်းမှာတိမ့်ချီချမ်းသာသူဖြစ်ပြီး သူ့အပေါင်းအသင်းများကြားဝယ်ဩဇာရှိသူဖြစ်သည်အင်ရှင်ကဘာမှဝင်မပြောတော့သူ့မိမကိုလည်းလုံးဝမကြည့်တော့အခန်းထဲဝင်သွားပြီးငွေတစ်ထောင်ကိုယူလာသည် မောင်ကျော်ဆင့်သွားမယ်ကျေးဇူးတင်စကားလေးပါလိပြောလိုက်အောင်လမ်းတွင်ကိုအောင်တင့်ကကျွန်တော်ကိုငွေအစိတ်ပေးသည်ကျွန်တော်ပြန်မယ်ကိုအောင်တင်လှုပ်ရတဲ့လှုပ်ကတော့ငွေသိပ်လိုနေလို့သာလှုပ်ရတယ်လက်ပြာမတန့်စရာပါပဲအဲ့ဒီလူတွေရှေ့မှာကြာကြာနေရင်ကျွန်တော်နှလုံးရောဂါဖြစ်လိမ့်မယ် ကဲသွားမယ်ဟုတ်လားနေပါဦးဝိုင်းကိုကျွန်တော်နဲ့လိုက်ခဲ့ပါဦးအာမလိုက်ချင်ဘူးဗျာအာလိုက်ခဲ့ပါ နိုင်ရင်ခမ ्या ကိုနောက်ထပ်90ထပ်ပေးမယ်ကျွန်တော်ပါဇက်အဟောင်းသားစိတ်ထဲက90ကိုအစိတ်နဲ့ထပ်ပေါင်းကြည့်နေမိသည် သူနဲ့ကျွန်တော်လိုက်သွားမိသည်ငွေတွေငွေတွေကျွန်တော်တို့မှာရှားသည့်ငွေတွေဤမှာပေါ်လိုက်သည့်အဖြစ်အထက်လိုက်ကြီးတပေါင်းထီပင်ရှိမည်ထင်သည် အိုးကျွန်တော်တငယ်ချင်းမိုက်မဲလှကြည်လားငွေတစ်ထောင်နီးပါးကိုတက်လက်ထဲထိုးလိုက်ပြီရှုံးပြီကျွန်တော်အဖေသေးချင်းအောင်ဆောင်၍ခဲခဲရင်ရင်ချင်းငါလာခဲ့ရသောငွေတစ်ထောင်မရှိတော့ပြီကျွန်တော်တငယ်ချင်းတို့ကကျွန်တော်ယူကျုံးမရဖြစ်ရသည်သူ့ရင်ထဲစိတ်ထဲဘလို့မှမနေသလိုပဲကျွန်တော်ကမူခြေကွဲဝမ်းနေပြီးစိတ်ထိခိုက်လျက်သူ့ကိုပြောလိုက်မိသည်တငယ်ချင်းရဲ့လိမ့်လိမ့်မာမာနဲ့ဖြည်းဖြည်းကစားတာမဟုတ်ဘူး ဟိုမှာငွေဘလို့ချေရတယ်ဆိုတာသိတယ်မဟုတ်လားသူဒီကျွန်တော်လက်ထဲကအစိတ်ကိုတောင်းတော့ခါပေးလိုက်သည်သူတလက်ထဲထိုးသည်ဒိုင်းကစားသွားပြန်ပြီအခုမှခက်ပြီအားလုံးကုန်လိပြီသူကမတ်တပ်ထလိုက်သည်အကြောချင်းဖြေသည်တဝါဝါတန်းနေလိုက်သည်ဘာမှမဖြစ်သလိုပဲဘုတ်ထိုင်ထိုင်ပြီးငိုင်းနေသောကျွန်တော်လက်ကိုသူကဆွဲပြီးမတ်တပ်ထခိုင်းသည်အပေါ်မှဆင်းလာခဲ့သည် ကျွန်တော်သွားမယ်။မြောက်ကလာပါကတငယ်ချင်းတယောက်စီအလုပ်ကိစ္စနဲ့သွားရမယ်။မသွားနဲ့ကိုနဲ့လိုက်ခဲ့အောင်ဒီတစ်ခါငွေ90တစ်ခါတည်းပေးလိုက်မယ်။ငွေရတာနဲ့ခမ ्या ဟာခမ ्या ပြန်ပြီးတော့စောစောကလိုပဲတရုတ်ဆောင်ရအောင်မှလား။ဒါပေါ့လာတငယ်ချင်းကြာတယ်အခုအိမ်က ကိုမိမရဲ့အကိုတဝမ်းခွဲအိမ်ပဲ9မိနစ်ပဲကြာမယ်။မောင်ရင်ကသာခက်မိုင်မိုင်ပူဆွေးနေတဲ့အမူအရာလုံးနေသူတို့မောင်ရင်ကိုဘာမှမေးမှာမဟုတ်ဘူး။ ကိုမိမတိမဆိုးလို့အဲ့ဒီအိမ်စောစောကရင်မဝင်တာအမှန်မင်းဖြစ်ဤပက်ဆန်တထောင်ကိုလွယ်လွယ်ကူကူပင် ထုတ်ပေးလိုက်ကြသည်ကိုအောင်တင့်က ကျွန်တော်ကိုပက်ဆန်90ရည်တွက်ပေးသည်ဒီတခါတော့အတင်းပြန်ခိုင်းသည်ကျင်နာသောမျက်လုံးများနေဒီတော့လဲကျွန်တော်တငယ်ချင်းကိုတယောက်ထဲထားပြီးပြန်ရမည်ကို ဝင်လေးလာသလိုလိုဖြစ်မိတာကျွန်တော်အိမ်သို့ပြန်ရောက်ပြီးငွေ90ကိုမိမလုတ်သူရှေ့တွင် ခက်ကြွားကြွားအထက်လိုက်ပြစ်ချလိုက်သောအခါကျွန်တော်မိမသည်ရုတ်တရက်မကင်ရဲပဲတွေ့ကြည့်နေလေသည် နားမလဲသလိုလိုမယုံကြည်သလိုလိုကျွန်တော်ကတန်ရှင်းသည့်ငွေဖြည့်ကြောင်းနဲ့ကြုံတွေ့ခဲ့ရပုံဇက်ကြောင်းများကိုပြော့ပြလိုက်သောအခါစောစောကတန်တရအလှော်များ သူမမျက်နာပေါ်မှကြွားကြပြီးဟဟပပကြီးရီမောနေတော့သည် သူ့ရီတန်တွင်ရီစရာဖြစ်နေ၍ရီသည်လဲပါသည်ငွေရ၍ជីနူးတန်များလဲရောနေသည် တအောင်လောက်ကြာသောအခါကျွန်တော်မိမသည်အိမ်နီးချင်းများအိမ်များစီလွန်ပြန်သဖွယ်ကူးလူနေတော့သည်တကြက်စီနှစ်ကြက်စီစသဖြင့်ဆွဲထားသောအကျွေးများကို လိုက်လံဆက်နေပြီဖြစ်သည် သူမျက်နှာသည် ဝင်းထိန်တောက်ပနေသည်မြူးထူးနေသည်လမ်းတွင်တွေ့သောကလေးများကို ထိတ်ပုတ်လိုက်မှွေးမှွေးပေးလိုက်ပါဆွဲလိန်လိုက်လုံနေ၏အိမ်ရှိခြံစည်းရိုးတွင်ပွင့်နေသောပုံနရိပ်ပန်းနီကလေးများကို ချိုးပြီးပန်းလိုက်သေး၏ နှုတ်မှလည်းတေးကိုညင်းညင်းညံ့ညံ့ကျူးနေ၏ကလာဟင်းချက်မဲငပိတုံမဲဒညင်းဒီပြုတ်မဲကိုတိတ်လဲလုံမနေနဲ့အောင်နော်ဒီလုံမျိုးအပ်မဲ့လူကခက်ရှားရှားရဲ့တသက်မှာတခါဆိုသလိုပဲကျွန်တော်ကသတိပေးသည့်တိုင် သူ့မျက်နှာပြုံးနေစေမဟုတ်ပါဘူးအကိုရဲ့အကိုအဖြစ်ကရည်စရာကောင်းလွန်းလို့ပါတကယ်လို့အကိုအဖေသေယာကပြန်ရှင်လာရင်တော့ဒီအဖြစ်ကြားရရင်ချက်ချင်းပြန်တည်သွားမှာတိလား သူမကကျွန်တော်ကြောကိုထုရွေထုရွေရည်နေသေး။မာလကာသည်စားနေသောခလီးနှယောက်ကသဘောအကြကြီးကြာနေကြ၏။မေမေကဖိဖိကြောကိုထုတယ်ဟိ။ခလီးများဤရည်မောသံများသည်ဆဲလဲသံများပမာဏေ။အိမ်ကိုပခက်လေးကဲ့သို့ရိန်ထိုးတွားစီလီတော်သည်။မိုးဝေဒီဇင်ဘာလ1926ခုနှစ်